မြမချမ်းသာသောတတိယမျိုးဆက်တထေးသမီးတွေဖြစ်ပေမဲ့ဆွဲကြိုးတကုံးတောင်မဝေဖိန်ပကာသနာကင်းစွာအလူကြီးပြီးခဲ့တဲ့နန္ဒာလိုင်တို့မိသားစုပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်မြမစတာပေ့ချ်ကနေပြလဲကြိုးစွလိုက်ပါတယ်ကျမတို့မြမနိုင်ငံမှာအလူပွဲဆိုတဲ့ပုံရိပ်တွေကိုတွေးလိုက်တာနဲ့အထူးသဖြင့်တထေးကြီးတွေလုပ်ငန်းရှင်ကြီးတွေရဲ့မဟာဒါနပြပွဲတွေမှာဘာကိုအရင်ဆုံးတွဲပြီးတော့မြင်ယောင်မိပါသလဲဟုတ်ပါတယ်အလူရှင်တွေရဲ့တန်ဖိုးကြီးဝတ်စားဆင်ရင်မှုတွေတလက်လက်တောက်ပနေရဲ့စိတ်ရွှေရတနာတွေပါပဲ ဒါဟာအစဉ်အလာတစ်ခုလိုတောင်ဖြစ်နေပါဗျ။အလူကြီးကြီးမားမားလုပ်ပြီးဆိုရင်လူတန်းတဲ့သူတွေကလည်းတင်းတောင်းချီတန်ဖိုးရှိတဲ့ယရနာတွေကိုအပြည့်အစုံဆင်မြန်းကြလိမ့်ရှိပါတယ်။ဒါကတနည်းအားဖြင့်သူတို့ရဲ့ပိုင်ဆိုင်မှုချမ်းသာကြွယ်ဝမှုတွေကိုလူများရှိမှချပြဖို့သူတို့ရဲ့ဂုဏ်ပကသနာကိုဖော်ပြဖို့အတွက်အကောင်ဆုံးအခွင့်အရေးတစ်ခုလိုဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ဒီလိုခေတ်ကြီးလေးမှာဒီလိုအစဉ်အလာတွေကြားထဲမှာမြင်ရတဲ့သူတိုင်းကိုအင်အားသိမ့်စေခဲ့တယ်။တကယ်ကိုမွန်မြတ်တဲ့ဆန္ဒမှုနာကောင်တစ်ခုကိုပြသသွားခဲ့တဲ့မိသားစုတစုရှိပါတယ်။သူတို့ပြော ုပ်ခဲ့တဲ့အလူကလည်းမနေမနောပါပဲတိမ်မောင်းထောင်တောင်းချီတဲ့မဟာကုသိုလ်ကြီးပါဒါပေမဲ့အဲ့ဒီအလူပွဲကိုတက်ရောက်လာတဲ့သူတို့မိသားစုဝင်တွေရဲ့ကိုပေါ်မှာစွဲကြိုးတကုံးထောင်မပါခဲ့ပါဘူးဒီလိုမျိုးကုန်းပကသနလုံးဝကင်းရှင်းစွာနဲ့အလူပေးခဲ့တာကတော့မင်းသမီးကြီးနန်တာလိုင်းနဲ့တထေးကြီးဦးစီတီဟာတို့ပဲဖြစ်ပါတယ် ပရိသတ်တို့လည်းသိကြမှာပါနန္ဒာလိုင်တို့မိသားစုဆိုတာမြန်မာနိုင်ငံရဲ့တာမန်တထိမိသားစုမဟုတ်ပါဘူး။သူတို့ကမြန်မာနိုင်ငံရဲ့ထိတ်တန့်အဆင်ရှိတဲ့တတိယမျိုးဆက်တထိမိသားစုကြီးဖြစ်ပါတယ်။သူတို့ရဲ့ကြွယ်ဝချမ်းသာမှုကတော့ပြောစရာမလိုအောင်ပါပဲ။အခုသူတို့မိသားစုတိစောက်နေတဲ့ဇက်ဗီလောင်အပန်းဖြစ်အိမ်ယာစီမံကိန်းကြီးရဲ့ဓာတ်ပုံတွေကိုဝဲကြည့်လိုက်ပါ။တကယ်ကိုကြီးကျယ်ခမ်းနားပြီးတော့နန်းတော်ကြီးတမျှအလှပါပါတယ်။ပြောရရင်ဒီလိုမျိုးချမ်းသာကြွယ်ဝတဲ့အိမ်ကြီးတွေကိုတိစောက်နေတဲ့မိသားစုကသူတို့ရဲ့ပိုင်ဆိုင်မှုကိုတကယ်ချပြမယ်ဆိုရင်ဘယ်သူမှလိုက်မမေနိုင် နောက်အောင်ရွှေငွေကြောင်းမြတ်ရတနာတွေကိုခန်းနားစွာနဲ့ဝစ်ဆင်ပြီးတော့လူအများရဲ့အာယုံဆိုင်မှုတွေကိုယူနိုင်ပါတယ်ဒါပေမဲ့နန္ဒာလိန်တို့မိသားစုကအပြင်ပန်းကုန်ပကာသနာတွေတန်းတကယ်နှလုံးသားတွေကမြစ်တာတရားနဲ့တရားတရားကိုပဲအလေးထားတဲ့မိသားစုဖြစ်ကြောင်းအခုတခါမှထပ်ပြီးတော့သက်သေပြသွားခဲ့ပါတယ်။အဖြစ်ပြန်ကတော့မကြသေးခင်ကသူတို့မိသားစုဦးစီးပြီးတော့ပြုလုပ်ခဲ့တဲ့ကြိုက်ထီးဆောင်စီတီတော်ကြီးကိုတိမ်မောင်းတောင်းချီအကုန်ကြခံပြီးတော့ပြုပြင်မုံမှန်လူတန်းပွဲကြီးမှာပါ။ ဒီလောက်ကြီးကျယ်တဲ့အလူပွဲကြီးကိုတက်ရောက်လာတဲ့သတိမကြီးနန္ဒလိုင်ပြီးတော့သူ့ရဲ့သမီးကျော်လေး၃ယောက်မိသားစုတစုလုံးရဲ့ဝန်ဆောင်ဆင်ရင်မှုတွေကိုပြည်သက်တွေအလုံးအယောတကြီးနဲ့သတိထားမိခဲ့ကြပါတယ်သူတို့သမီးသားစုလုံးကတန်ဖိုးကြီးပိုးတယ်တွေမဝစ်ထားပါဘူးတလလက်တောက်ဖနေရဲ့စိန်နေကတ်တွေလက်စွတ်တွေအထူးသဖြင့်လေပင်မှာဆွဲကြိုးတကုံးတောင်မပါဘဲဖြူစင်တန်ရှင်းတဲ့အညိုယောဂီဝစ်စုံလေးတွေကိုရိုးရှင်းစွာဝစ်ဆင်ပြီးတော့တရဏာတော်ကိုယူသေးကန်းဆိုင်စွာနဲ့ရှိနေခဲ့ကြပါတယ်ဒါဟာတကယ်ကိုပြည့်တဲ့အိုကဘောင်းမင်းမခတ်ဘူးဆိုတဲ့စကားပုံအတိုင်းမှာ ပဲတကယ်ပြေဆုံးကျွယ်ဝတဲ့သူတွေဟာသူတို့ရဲ့ပိုင်ဆိုင်မှုကိုဟန်ပြပုံပကသနာဖို့ထုတ်ဖို့မလိုအပ်တော့ပါဘူးသူတို့ရဲ့စိတ်ကတကယ်ကိုတရဏအပေါ်မှာကြီးညိုလို့ကုသိုလ်ကိုတသက်မြတ်နိုးလို့လူတန်းတာဖြစ်ကြောင်းပေါ်လင်းစေပါတယ်ဒီနေရာမှာအလုံးကတညီတညွတ်တဲ့ချီးကျူးနေကြတာကတော့မိခင်ဖြစ်သူနန္ဒလိုင်ရဲ့သွန်သင်ဆုံးမမှုပါပဲသူရဲ့သမီးလေးတွေဟာမြမအချမ်းသာဆုံးမျိုးဆက်တွေတတိသမီးတွေဖြစ်ကြပေမယ့်ငယ်စဉ်ကလေးကဘာသာတရားကန့်ရှက်အောင်ရိုးသားစွာနေထိုင်တတ်အောင်ပကသနာကိုမမမောပဲတကယ်တမ်းမှုရှိတဲ့ စိတ်ဓာတ်ကိုပဲမွေးမြူတတ်အောင်အကောင်းဆုံးသွန်သင်ဆုံးမထားတာကိုဒီပုံရိပ်တွေကသက်သေပြနေပါဗျ။ဒါဆောင်လေပရိသတ်တွေကဒီမိသားစုရဲ့ရိုးရှင်းမွန်မြတ်တဲ့အလှူကိုမြင်တွေ့ရတဲ့အခါလိုက်လိုက်လေလေသာဓုခေါ်ချီးကျူးနေကြတာဖြစ်ပါတယ်။ပရိသတ်တွေနေနဲ့ရောဒီလိုကုန်းပကသနာတွေနဲ့ပြည့်နေတဲ့ခေကြီးထဲမှာဒီလိုရိုးရှင်းပြီးတော့မုံမြတ်တဲ့မိသားစုရဲ့အလှကိုမြင်ရတဲ့အခါမှာဘယ်လိုခံစားရပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်